ကိုချင်းစာဆိုတာစာနာစိတ်ဆိုတာကိုရဲ့စိတ်ခံစားချက်မျိုးကိုရဲ့စိတ်ခံစားချက်မျိုးသူတို့ကအပေါ်မှာစာနာထောက်ထားတယ်သူဥပမာပဲပဏ္ဍိပတအမှုသူများကိုညှင်းဆဲတပ်ဖြတ်မယ် လို့ကြံစည်မေးလာလို့ရှင်စဉ်းစားငါကိုတတ်ဖြတ်မယ်ညှင်းဆဲမယ်ဆိုရင်ငါဘယ်လိုနေမလဲကိုယ်ကိုစဉ်းစားလိုက်လို့ရှင်တရဝလေးတကောင်ကိုမညာမတာမရရဲဆက်ဆက်ကိုကလုံးမိတယ်လှုပ်ချင်တဲ့စိတ်ပေါ်လာပြီဆိုလို့ရှင်အေးငါကတရဝအနေနဲ့နေမယ်ငါကိုခုလို့ ာရောက်နှိမ့်ဆက်ညှင်းဆက်မဲ့ဆိုရင်ဘယ်လိုနေမလဲလို့ကိုယ့်ရဲ့ခံစားချက်နဲ့တစ်ဖက်သားရဲ့ခံစားချက်ကိုနှိုင်းရှင်တာကိုချင်းစာတရားလို့ခေါ်တယ်။အရာရာမှာကိုချင်းစာတရားထားကိုမကြိုက်တဲ့အလုပ်ဒီသူတော်ဘာလဲမကြိုက်တဲ့အလုပ်ပဲဖြစ်တယ်။ကိုကြောက်တဲ့အရာဒီသူတော်ဘာလဲကြောက်တဲ့အရာပဲဖြစ်တယ်။ဒါကြောင့်မို့ လူတိုင်းလူတိုင်းဟာဒုက္ခရောက်မှကြောက်ကြတယ်။သိခြင်းတရားကိုလည်းကြောက်ကြတယ်။အဲ့လိုကြောက်တဲ့အရာတိုင်းလူတိုင်းလူတိုင်းဟာကြောက်ကြသလိုငါလည်းပဲဒါမျိုးဖြစ်မယ်ဆိုရင်ကြောက်တယ်။အဲ့တော့ကိုကြောက်တဲ့အရာကိုဘာဖြစ်လို့သူများကိုလောရမှာလဲဆိုတဲ့ကိုချင်းစာတရားနဲ့ပဏ္ဏိပတ္တာရှောင်းနေအောင်ကြိုးစားအောင်ဒီလိုဆုလုပ်တယ်နော်။နေရာတိုင်းမှာကိုချင်းစာတရားရှိရတယ်။ ်ထို့တည်းအဋိနာဒါနနဲ့ပတ်သက်လာလို့ရှိရင်ကိုချင်းစာစိတ်ဘယ်လိုထားမလဲ။အော်ငါပစ္စည်းအခိုးခံရရင်ငါဘယ်လိုနေမလဲ။ငါစီကနေမတော်မတရားမမမကန်နဲ့ပစ္စည်းတွေနဲ့ငါရဲ့ငွေကြေးဒနာကိုရှုကားမယ်ဆိုရင်ငါစိတ်ခံစားချက်ဘယ်လိုနေမလဲ။ ူများကအတုလုပ်ပြီးရောင်းလိုက်လို့အဲ့ဒီအတုငါဝယ်လာလို့အတုံးမှုနဲ့ပစ္စည်းဖြစ်သွားရင်စိတ်ခံစားချက်ဘယ်လိုနေမလဲသူများတွေဟာစိတ်ခံစားချက်ဘယ်လိုနေမလဲဆိုတာကိုစဉ်းကျင်စဉ်းစားပြီးတော့ခုကျင်းစာတရားထားကိုပစ္စည်းအခိုးခံရရင်စိတ်ရှင်းရမယ်ဒါကြောင့်မို့ သူမြတ်ပစ္စည်းကိုလည်းဘယ်တော့မှမခိုးဘူးဘယ်တော့မှနိုင်ချက်တော့ပြီမယူဘူးဆိုတဲ့စိတ်ဓာတ်မျိုးပွေးပြီးပါအဲ့ဒါကိုချင်းစားတရားကိုမကြိုက်တာကိုသူမြတ်ကိုမလုံဖို့ဆိုတာမြတ်စွာဘုရားကကိုချင်းစားတရားနဲ့ကိုကိုကိုချင်းတရားကောင်းအောင်ကြိုးစားဖို့ဒီလိုဆိုလိုတာနော်